အမေရိကန်သမိုင်းမှာတော့ဩဇာအာဏာအရှိဆုံးဒုသမ္မတများထဲမှာတူဦးဖြစ်သတ်မှတ်ခံရတယ်။ဒစ်ချေနီဟာနိုဝင်ဘာ3ရက်နေ့ညပိုင်းကအသက်84နှစ်အရွယ်မှာ ကွယ်လွန်သွားရှာပြီးဖြစ်ပါတယ်။အဆုတ်ရောယောဂါနဲ့နှလုံးသွေးကြောဆိုင်ရာနောက်ဆက်တွဲယောဂါတွေနဲ့ဒစ်ချေနီကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်းမိသားစုကနိုဝင်ဘာ၄ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပါတယ်။ Republican Party ဝင်တူဦးဖြစ်သူဒစ်ချေနီဟာကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ဖြစ်ဖို့သလို့ သမ္မတဂျော့ဂျ်ဝီဘုရှ2000ပြည့်နှစ်ရွေးကောက်ပွဲမှာအနိုင်ရပြီးနောက်သူ့ကိုဒုသမ္မတလောင်းအဖြစ်ရွေးချယ်ခဲ့ခြင်းကအစိုးရအဖွဲ့တွင်အဓိကဩဇာရှိသူလည်းဖြစ်ပါလေ2000ခုနှစ်မှ2009ခုနှစ်ထိဒုသမ္မတအဖြစ်တာဝန်ထမ်းဆောင်တဲ့ဒီချီနီဟာသမ္မတအာဏာကိုချက်ထွင်ဖို့ပြင်းထန်ကြိုးပမ်းခဲ့ပါလေသမ္မတဟောင်းရစ်ချတ်နစ်စင်ကိုယာရုမအထောက်ခွာစေတဲ့ဝါတာဂိတ်အရှုပ်တော်ပုံနောက်ပိုင်းမှာ မရိကန်သမရရဲ့အာဏာဟာရုတ်ရော့သွားတယ်လို့သူ့အနေနဲ့ယူဆခဲ့လို့ဒီလိုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီချိန်ကြာ2003ခုနှစ်မှာအမေရိကန်ကအီရန်ကိုတိုက်ခိုက်ခြင်းနောက်ကွယ်မှာအ धिक အကြသူဖြစ်ပါတယ်။ဒီချိန်ကအီရန်နဲ့အယ်ကိုင်ဒါအဖွဲ့တွေကြားဆက်ဆက်မှုရှိနေကြောင်းနဲ့2000ခုနှစ်စက်တင်ဘာ17ရက်နေ့တိုက်ခိုက်မှုနဲ့ဆက်နွယ်မှုများရှိနေကြောင်းအဆိုပါစစ်ပွဲမတိုင်မီအရေးအမွတ်ပြောပြပါတယ်။ဒါပေမဲ့ နိုင်11တိုက်ခိုက်မှုများဆိုင်ရာစုံစမ်းလေ့လာရေးကော်မရှင်ကတော့ဒီအချက်တွေကိုပယ်ချခဲ့ပါတယ်။အီရက်တိုတိုက်ခိုက်တဲ့အကြောင်းမှာပျက်စီးမှုကြီးမားနိုင်တဲ့လက်နက်များပိုင်ဆိုင်ထားခြင်းကြောင့်လို့တချင်ဒီကပြောပေမဲ့အမှန်တကယ်မတွေ့ရပါဘူး။ဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက်အီရက်သမရာဆာဒမ်ဟူစိန်ကိုယာရုမဖယ်ရှားနိုင်ခဲ့တယ်လို့နောက်ပိုင်းမှာတချင်ဒီကအကြောင်းပြပါတယ်။အကြမ်းဖက်တပ်များရှိသူတွေကိုရေးဖြင့်နှိပ်စက်ခြင်းနဲ့အေးအေးပြတ်စေခြင်း စားရှိတဲ့စစ်ဆေးမှုတွေမှန်သမျှဒီချိန်ကြီးကထောက်ခံနေပါတယ်။ American ထက်မြတ်တော်ထောက်လင်းရေးဆိုင်ရာရွေးချယ်ရေးကော်မတီနဲ့ကုလသမဂ္ဂကျန်းဖတ်မှုတံပြန်ရေးနဲ့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာထူးကိုယ်စားလှယ်ပါဝင်တခြားသူတွေကတော့အဲ့ဒီနီလန်းတွေဟာနှင်းပန်းနှိပ်စက်မှုဖြစ်သတ်မှတ်ခဲ့ပါတယ်။ကာဝေးရင်ကြီးဖြစ်သူတောင်ဝင်ထန်းဆောင်စဉ်ပထမပင်လယ်ဝစ်စစ်ပွဲမှာကုဝိမအီရတ်တပ်ကို မောင်းထုတ်ဖို့ American စစ်စင်ရေးတွေကိုဒီချိန်ကြီးကဦးဆောင်ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ ဒီချိန်ကြီးကွယ်လွန်သွားတဲ့အတွက်ဝန်ထဲကြက်ွယ်ကြောင်းအမေရိကန်နိုင်ငံရေးအတိုင်းဝိုင်းကတော့ပြောပါတယ်ဒီချိန်ကြီးဟာဆင်လာအဖြစ်မမေ့ရမဟုတ်တဲ့ဒုသမရာယာတို့မှာဩဇာကြီးမာတဲ့ကဏ္ဍမှာပါဝင်ခဲ့သူဖြစ်ပြီးဂျော့ဝဘူးရှ်ကအမေရိကန်ကိုအကြမ်းဖက်မှုတံပြန်ရေးစစ်ပွဲတွင်ဆွဲတင်တဲ့အခါသမရာနောက်ွယ်မှာဩဇာကြီးမာသူဖြစ်ရည်တည်ခဲ့တဲ့ဆိုပေမဲ့လည်းဒီစစ်ပွဲနဲ့အတူမကောင်းတဲ့အားနည်းချက်တွေပါဝင်ခဲ့ပြီးတန်တရားရှိသူတွေကိုတရားဝင်လှုံ့ဆော်လို့ဒီမှာပါပဲလှုပ်ဝက်ဖမ်းဆီးခေါ်ဆောင်ခြင်း နှင်းပတ်နှိပ်စက်ခြင်းဂွာဒနာမိုကျင်းတော်တွေမှာထားခြင်းတွေလည်းဥဆောင်ခဲ့သူဖြစ်ပါတယ်။လဝဲသမားအများစုရဲ့မုံဒီချင်းခံခဲ့ရတဲ့ဒီချိန်ညာဘဝနေဝင်ခြင်းမှာကြီးကြီးမားမားသဘောထားပြောင်းလဲခဲ့ပါတယ်။2024မှာသူသမရပြင်ဖြည့်အတွက်ဒေါ်နယ်ထရန့်ရဲ့ကြိုးပမ်းမှုကိုစန့်ကျင်ခဲ့သူဖြစ်ပါတယ်။ဒေါ်နယ်ထရန့်ဟာယူကော့ဝဲနေရခဲ့ပြီးဒုတိယကြိမ်သမရဖြစ်လာပါတယ်။ဒီချိန်ညာသမရထပ်ပေါ်စန့်ကျင်ချက်တွေကလည်းအလကားပဲဖြစ်ခဲ့ပါတယ်။